မညာဖွညာလူကျင်ရင်တဲ့ဝိပဿနာဉာဏ်ရအောင်ပြုကြကြရမယ်။အေယောဂိမားရဲ့တဏ္ဍမှာဝိပဿနာဉာဏ်အမြဲတမ်းရကြရင်တဲ့သမာဓိအာကောင်ပြုကြရမယ်။ဒီမရှိဘဲနဲ့သမာဓိအာမကောင်မနဲ့ဝိပဿနာဉာဏ်ကရကိုမရနိုင်ဘူး။ဝိပဿနာဉာဏ်မှမရခဲ့တော့ရပေရညာတော့လည်းပဲမရင်ခဲ့တော့မညာဖွညာကိုလည်းပဲကျေးဇူးမပြုနိုင်ပါဘူး။ဒါကြောင့်ယောဂိမားမညာဖွညာရကြနိဗ္ဗာန်ကို အာယုံပြုနိုင်ဖို့ရမြင်နိုင်ဖို့ရဝိပဿနာဉာဏ်ရဖို့ရခုတော့ပထမယောဂီများရဲ့သင်္ဍမှာသမာဓိရှိအောင်ကြိုးစားကြရမယ်တတိပဌာန်တရားလက်ကန်ထားပြီးဆိုရင်ဝင်လေသိထွက်လေသိဝင်လေသိထွက်လေဒီလိုပြီးနေသမာဓိများကိုထူထောင်ပြရရမယ်တဲ့သမာဓိထူထောင်တဲ့အခါမှာဘုဒ္ဓနုတိကမ္မထာနဲ့တည်ဟောင်းရကြတာပါပဲသမန္တတတိသံဃာနုတိအတုပ္ပံစေပါအဆရှိတဲ့ဖြင့် သမထတိထောင်ပုံတိထောင်ဤကအများကြီးရှိပါတယ်သို့တော်အာနာဘန္ဒလုတ်ပြီးသမထတိထောင်ရင်းပြီးအတ္တအာနာဘန္ဒကမ္မထဆိုတာသဗ္ဗတကကမ္မထလို့ခေါ်ပါတယ်သတ္တဝါအတိုင်းသတ္တဝါအတိုင်းနဲ့ဆက်ဆံတဲ့ကမ္မထအလုံးသောသတ္တဝါတွေနဲ့ဤအစီပြည့်တဲ့ကမ္မထဆက်ဆံတဲ့ကမ္မထဒီအာနာဘန္ဒကမ္မထပဲဒါကြောင့်လူတန်းလူတန်းနဲ့မြတ်သောအပြင်ဆက်ဆံခဲ့လူတန်းလူတန်းနဲ့အစီပြည့်တဲ့လူတန်းလူတန်းနဲ့ဆက်ပတ်တဲ့ အာနာပါနသမထကိုပဲခေါင်းကြီးရတာပေါ့ခေါင်းကြီးများရဲ့မောဂုတ်ကသမထကမ္မထာစီးပြတဲ့အခါမှာအာနာပါနကမ္မထာကိုပဲဥစားပေးပြီးတော့ကြားပြီးပါတယ်ဒါကြောင့်ရုပ်ကိမလည်းပဲအခုချိန်မှာစပြီတတိပယံတရားလက်ခံထားပြီးလीအာနာပါနကမ္မထာခေါ်တဲ့ဝင်လေတိထွက်လေတိဝင်လေတိထွက်လေတိလုပ်ပြီးရင်တမာတိများကိုထူချောင်ပြရမယ်စိတ်ကဘယ်ကိုမှရောက်မသွားစီနဲ့ပြတ်မသွားစီနဲ့လွတ်မသွားစီနဲ့ကိုယ့်ရဲ့စိတ်က ထွက်နေဆိုတဲ့အရှိကအာယုံဝင်နေဆိုတဲ့အရှိကအာယုံပေါ်မှာပဲစူးစူးဆိုက်ဆိုက်စောစောမြဲမြဲတည်မြဲနေအောင်ရှင်တွဲပြီးနေအောင်ပုက္ကနေအောင်ကြိုးစားကြရမယ်အာယုံတစ်ပတ်လုံးဝပြန့်လွင်ပြီးမတော်စီနဲ့အထုထိန်ထိန်ပြီးအထုဆောက်ရှောက်ပြီးမိမိရဲ့စိတ်ကြီးထွက်နေဆိုတဲ့အရှိကအာယုံဝင်နေဆိုတဲ့အရှိကအာယုံပေါ်မှာပဲစောစောမြဲမြဲတည်မြဲနေအောင် ုကနေအောင်ရှင်သွဲနေအောင်အထူးကြိုးစားပြီးဝင်းလေးဝင်းရင်ဝင်းမှန်တိပါစေထွက်လေထွက်သွားရင်ထွက်မှန်တိပါစေဝင်းလေးပြန်ဝင်လာရင်ဝင်းမှန်တိပါထွက်လေထွက်သွားရင်ထွက်မှန်တိပါစိတ်ပဲမှမရောက်စေနဲ့ဤကဲ့သို့မှန်မှန်လေးဩထွက်လေထွက်သွားပြီပြန်ဝင်လာပြီထွက်သွားပြီပြန်ဝင်လာပြီထွက်သွားပြီပြန်ဝင်လာပြီလို့ထွက်လေဝင်လေတို့ရဲ့ထွက်တန်းဝင်တိုင်းထွက်လေသိ ဝင်လေတိထွက်လေတိဝင်လေတိချိန်ဖန်များစွာခြားခါခြားခါကြိုးစားပြီးပါပွားများပြီးပါအားထုတ်ပြီးပါအယုံတစ်ပါးပြန်လွင်ပြီးမတော်စီနဲ့ဤထွက်လေဝင်လေရဲ့အပေါ်မှာပဲထွက်တိုင်းတိဝင်တိုင်းတိထွက်တိုင်းတိဝင်တိုင်းတိချိန်ဖန်များစွာခြားခါခြားခါအားထုတ်ပြီးမှဆိုရဲတဲ့စိတ်ကငြိမ်ုံငြိမ်ရမှာပါမငြိမ်ပဲရှိပါမလဲအသက်မရှိရအဝဉဏ်တကမြည်ကြီးများရေများတာမှကိုပြုတ်ပြင်းရင် ပြုပညာအကျဉ်းရတာပဲအမနာမကောက်နေတဲ့မြားများကိုမြားသမားများကမိနဲ့ပြပြီးတော့ဖြောက်မယ်ဆိုရင်အဲ့ဒီအကောက်ကအဖြောက်ပြစ်သွားပါလေလေသမားများဟာလည်းပဲကိုယ်လိုရှိတဲ့နေရာကိုရေရအောင်မြောင်းနေတွဲပြီးတော့ပြေးမဆိုရင်ကိုယ်လိုရှိတဲ့နေရာရေကရောက်နိုင်ပါလေဒီကဲ့သို့အသက်မရှိတဲ့မြားတို့ရေမြောင်းတို့ကြောင့်မှဒီကိုယ်လိုရှိတဲ့နေရာကို ရောက်အောင်ပြုပြင်ပေးနိုင်ရင်ယောဂီများကဘာလို့ ပြုပင်လို့မရရှိပါမလဲရကိုရရမှာပေါ့ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးဘယ်သားဘယ်သမီးဘယ်ပစ္စည်းဘယ်လောက်ကန်ရှိရစီကိုမှလုံးဝပြန်လို့ရင်ပြီးလုံးဝပြေးမသွားစီပဲနဲ့အထုထိန်ထိန်ပြီးတော့အထုဆောက်ရှောက်ပြီးတော့အထုဆူဆိုင်ပြီးထွက်လေသိဝင်လေသိထွက်လေသိဝင်လေသိကျူစားပြီးပါအထုပြီးပါပွားများပြီးပါဘယ်ကောမှမရောက်စေနဲ့ရောက်ရင်ပြန်ထိတ် မရောက်စီတဲ့ငါစီဘယ်ကူမှမရောက်စီအောင်မရောက်စီအောင်ပြန်ထိတ်အေးဤကဲ့သို့ကျိုးကျိုးစားစားနဲ့ထင်းထင်းတင်းတင်းနဲ့ထွက်လေသည့်ဝင်လေသည့်ထွက်လေသည့်ဝင်လေသည့်လုပ်ပြကြမယ်ဆိုရဲနောက်ဆုံးယောဂီများရဲ့စိတ်ဟာနွားကြိုင်းပမာအမနာမရိုက်ထားတဲ့စိတ်ဟာဘယ်ကူမှပြန်လွန်ပြီးမသွားနိုင်တော့ပဲနေကိုလိုရှိတဲ့ထွက်လေဝင်လေထွက်လေဝင်လေဆိုတဲ့အရှိကအာယုံပေါ်မှာပဲ စွဲမြဲနေပြီခိုင်မြဲနေပြီတည်ကြနေပြီဘယ်ကိုမှပြေးမသွားတော့ဘူးဆိုရင်ဩယောဂီများရဲ့တဏ္ဍာမှာခဏိကသမာဓိရရှိလို့လာပါပြီတဲ့ယောဂီများရဲ့စိတ်ငြိမ်သက်ပြီးတော့ထွက်လေဝင်လေခေါ်တဲ့အာယုတစ်ခုပေါ်မှာပဲခိုင်မြဲနေပြီဆိုရင်ဟေးယောဂီများရဲ့တဏ္ဍာမှာဓမ္မဝါယုမမကင်ဓမ္မတတိမကင်ဓမ္မသမာဓိမကင်ဆိုတဲ့ သမာဓိမဲ့ခင်သုံးပါးနဲ့ပြည့်စုံပြီးခဏိကသမာဓိရရှိလို့လာပါပြီ။ဤကဲ့သို့ကိုယ့်ရဲ့တဏ္ဍာမှာခဏိကသမာဓိရရှိလာတဲ့အချိန်ကစ၍သမာဟိတောယထာဘုဒ္ဓံပဇာနာတိသမာဓိရှိလာမှဆိုရင်ဟောတိုင်မှန်စွာသိမယ်။အရှိကိုအရှိတန်သိမယ်။အရှိကိုအရှိတန်သိမယ်။သိရခြင်းအကျိုးရှိတယ်လို့ဖရာရှင်ဟောကြားထားခဲ့တော်ကြောင်းအေယောဂိမြတ်က ထွက်လေသည်ဝင်လေသည်ထွက်လေသည်ဝင်လေသည်လုတ်ပေးကြသောကြောင့်မိမိရဲ့စိတ်ကလေးငြိမ်သက်ပြီးခဏိကသမာဓိရရှိနေခြင်းခိုက်ယောဂီများရဲ့နာပတာတာအတ္တယုတ်ပေါ်မှာသတ္တုံတခုသောအတန်ကိုကြားတယ်ကြားတယ်ကြားတယ်ဆိုတဲ့ကြားစိတ်ကလေးပေါ်ပါလိမ့်မယ်ကြားစိတ်ပေါ်ရင်ကြားစိတ်ပဲလို့သိပေငါကြားတယ်ငါကြားတယ်ငါကိုယ်တိုင်ကရှားတယ်လို့မယူနဲ့ငါကမကြားနိုင်ဘူးသူကမကြားနိုင်ဘူး ယောက်ျားမိန်းမကမကြမ်းနိုင်ဘူးသောတာဝိညာဉ်ခေါ်တဲ့ကြာစိကတာကြမ်းနိုင်ကြပါဒါကြောင့်ယောဂီများရဲ့နာပတာကြအကြည့်ရုပ်ပေါ်မှာကြာစိပေါ်ရင်ငါငါဥစ္စာမစိုးပဲနဲ့ကြာစိပဲလို့သိပြရမယ်တခါယောဂီများရဲ့နှာခေါင်းပတာကြအကြည့်ရုပ်ပေါ်မှာတတုံတခုတော့အနံ့ကိုနန်းတယ်နန်းတယ်ဆိုတဲ့ညာစိပေါ်လာရင်ငါနန်းတယ်မစိုးပဲနဲ့နန်းစိပဲလို့သိပြရမယ်အေးဤကဲ့သို့ ကိုယ့်ရဲ့ဌာနမှာကြားစိတ်ပေါ်ရင်ကြားစိတ်ပဲနာစိတ်ပေါ်ရင်နာစိတ်ပဲစားစိတ်ပေါ်ရင်စားစိတ်ပဲတွေးကြည့်စိတ်ပေါ်ရင် တွေးစီပဲတွေးစီစိတ်ပဲယာနာခေါင်းစိတ်ပေါ်ရင်ယာနာခေါင်းစိတ်ပဲကြံတွေးစိတ်ပေါ်ရင်ကြံတွေးစိတ်ပဲလို့သူခိုင်းတဲ့သူစိတ်ဝိညာဉ်6ပါးတစ်ပါးပါပေါ်တိုင်းပေါ်တိုင်းမြင်စိတ်ပဲကြားစိတ်ပဲနာစိတ်ပဲအစရှိရှိဖြင့်သူခိုင်းတဲ့သူကြာကြာနာနာဂဂနာနာ သိပြီးမှဆိုရင်ဩယောဂီများသည် အမှန်ရှိသောစိတ်တရားများရဲ့ပုံမှာ စိတ်တရားပဲရဲ့လို့အမှန်ကန်သည့်အမှန်ကန်မြင်နိုင်ကြသောကြောင့်အမှားမြင်မှု အမှားသိမှုဆိုတဲ့တက္ကရာဒိဋ္ဌိတရားဟာအတိညာအဘိကင်းစင်သွားပြီအမနာမတန်ဖို့ရှိရဲ့ယောဂီများသည်တန်တရားဘဝတစ်ခွေမှာမြင်စိတ်ပေါ်လဲပဲငါမြင်တယ်ဆွဲခဲ့တာပဲကြားစိတ်ပေါ်လဲငါကြားတာပဲဆွဲခဲ့တာပဲ ငံစိတ်ပေါ်လဲပဲငံနန္တာပဲလို့ဆွဲလိုက်ခဲ့တာပဲအေးဤကဲ့သို့မြင်စိတ်ကြားစိတ်ဉာဏ်စီများရဲ့ပေါ်မှာပေါ်တိုင်းပေါ်တိုင်းအကြာမြင်ကမရှိတော့ငါမြင်တယ်ငါကြားတယ်ငံနန္တယ်ငါစားတယ်အစရှိသည်ဖြင့်ငါငါဥစ္စာဇွဲပြီးတက္ကရာဒိဋ္ဌိဖြစ်ခဲ့တော့ကြောင်းယောဂီများပြုတဲ့ဒါနသီလတမထအရှင်ဝါကုန်တဲ့အခါမှာအပယ်လေးပါးကိုပြန်ပြန်ပြီးတော့ကြားခဲ့ရတာပဲအဲ့ဒါဒိဋ္ဌိမပြုတ်ခြင်းရဲ့အဖြစ် ဒိဋ္ဌိမလို့ဖဲနဲ့သိရင်အပေကိုပြန်ကြနိုင်လေဒါကြောင့်အပေကပိတ်မညာဖုညာရနိဗ္ဗာန်ကိုလူချင်းရင်ဒိဋ္ဌိပြုတ်အောင်ကြိုးစားကြရမယ်ဒိဋ္ဌိပြုတ်ခြင်းအမှန်ရှိကြကိုအမှန်ကန်သိပေးရမယ်ဒါကြောင့်ယောဂိညာရဲ့သံသမာရှားစိတ်ဉာဏ်စိတ်စားစိတ်ရနာကောင်းစိတ်အေးဘယ်စိတ်ပဲပေါ်ပေါ်စိတ်ပဲစိတ်ပဲစိတ်ပဲလို့အရှိကိုအရှိတိုင်းသိကြတဲ့အချိန်ကကလကစား၍တက္ကရာဒိဋ္ဌိတရားဟာ အတိညာအဖင်ကင်းစင်သွားညာတော်လည်းပဲယောဂီများကရက်ကြမထားနေဆက်ပြီးတော့ရှုမပေးရအောင်မယ်တုံးကြပေးရအောင်မယ်ဆင်ကြီးပေးရအောင်မယ်ကဲဒါပြီးကောင်းပြီဟောယောဂီများရဲ့သံဃာမှာ အာယုံဓဝရကကြိုက်ဆက်အခါမှာညာပဒါကအကြီးရုပ်ပေါ်မှာကြားတယ်ကြားတယ်ကြားတယ်ဆိုတဲ့ကြားစိတ်ပေါ်ပြီးပေါ်ညာတော်လည်းပဲအဲ့ဒီကြားစိတ်ဟာမဆော်ဘုရားကတောတဝိညာဏနေစာဟေတဲ့ သောတာဝိညာဉ်ခေါ်တဲ့ကြားစိတ်ကြီးမမြဲဘူးတစ်ချက်သေးမဟုတ်အဆိုင်ခဲမရှိဘူးအထက်တစ်ချက်မရှိဘူးသဘောတရားပဲရှိတယ်ဤကြားစိတ်လေးသည်ရိုးရိုးမျက်စိနဲ့မမြင်ရဘူးဉာဏ်နဲ့သာလည်းသိနိုင်ညာကြားစိတ်လေးသည်သောတာဝိညာဉ်ကအနိစ္စလို့ခရီးချင်းကဟောကြားထားခဲ့တော့ကြောင်းသူလည်းပဲအခုပဲကြားအခုပဲပြက်အခုပဲကြားစိတ်ပေါ်အခုပဲပြက် ဒါပေါ်လိုက်ပြက်လိုက်ပေါ်လိုက်ပြက်လိုက်ညီပါတယ်တစ်ဆက်တည်းမဟုတ်ပါဘူးကဒန်းတည်းမဟုတ်ပါဘူးဆက်ပြီးတော့ညီပါဘူးရှိကကြားစိတ်နဲ့ညောက်ကကြားစိတ်ကြီးရှားတဲ့မှာအာကာသခြားပြီးတော့ကြားလိုက်ပြက်လိုက်ကြားလိုက်ပြက်လိုက်တကြားတကြားဖြစ်တကြားပြက်ကြားစိတ်တခုပေါ်ကြာစီတခုပြဲဤကဲ့သို့ဆက်ကဆက်ကချိန်မှန်များစွာခဏမစက်တဲတဲနဲ့ပေါ်လိုက်ပြဲလိုက်ပေါ်လိုက်ပြဲလိုက်ကြားလိုက်ပြဲလိုက်နေပါလေ သို့တော့ကိုကဉာဏ်ပညာက မရှိရင်မကောင်းရင်ကြားစိတ်ဒီတစ်ဆက်တည်းကြားနေတာပဲတစ်ဆက်တည်းကြားနေတာပဲလို့အဲ့ဒါအောက်မိတတ်ကြတယ်အမှန်ကတစ်ဆက်တည်းမဟုတ်ပါဘူးပထမကြားစိတ်ကတစ်မျိုးပါပထမကြားစိတ်ပေါ်၎င်းဒီပြက်ဒုတိယကြားစိတ်ကထပ်ပေါ်၎င်းကြားစိတ်ဒီပြက်တတိယကြားစိတ်ပေါ်၎င်းကြားစိတ်ဒီပြက်ဒီကဲ့သို့ခန္ဓာမဆက်တကယ်တည်းနဲ့ အဖြစ်ပြက်ကအမနာမမြန်ဆန်လို့တာလဲတစ်ဆက်သေးလို့အောင်းမရတာပါတို့တော့ယောဂီများကိုမှီတလောက်ရှုပါပေါ်တိုင်းပေါ်တိုင်းတော့ကိုကဘယ်မှီမလဲဟေးခဏမဆက်တဲ့တဲ့နဲ့ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နေဆိုတဲ့ကြားစိတ်ကလေးရဲ့အမနာမမြန်မြန်ဆန်ဆန်ဖြစ်ပြက်နေတဲ့သဘောကိုတော့ဖရာရဟန္တာများကမှမြင်နိုင်ပါတယ်ယောဂီများကတော့ဖရာရဟန္တာဖွင့်နေဉာဏ်ကနှုတ်ဒီတော့ကြောင့်ကိုကတော့ခက်ကြဲကြဲပေါ်ဟောကြားစီပေါ်တယ် ဩပြည့်သွားပြီဩကြားစီပေါ်လာပြီဩပြည့်သွားပြီလို့ကိုညာနဲ့ကိုကိုအတိုင်းတာနဲ့ကိုကိုပမာဏနဲ့ကိုကြားစီရဲ့ဖြစ်ပေါ်လာပုံကိုလည်းသိပျက်စီးသွားပုံကိုလည်းသိမှဆိုရင်ဩဘယ်ကြားစီမှမခိုင်ပြပါလားပြည့်ပြည့်ရင်ပျက်စီးရမှာကြီးပဲပေါ်ပြီးပြောပြရမှာကြီးပဲခီသောတာဝိညာဉ်ခေါ်တဲ့ကြားစီကလေးရဲ့ဖြစ်မှုပြက်မှုသဘောအစုကို မြင်လိုက်မှဆိုရင်ငါကြားတယ်ငါကြားတယ်ငါကိုယ်တိုင်ကကြားနေတာပဲဆိုတဲ့သက်ကာယတိတ္တိတရားဟာအကွာညာအပင်ကင်းတော်ပြီပထမကြားစိတ်ပေါ်ရင်ကြားစိတ်ပဲလို့သိစဉ်ခါမှာသက်ကာယတိတ္တိအတိညာအပင်ပြုတ်တယ်၎င်းကြားစိတ်ရဲ့အပြည့်ကိုမြင်ရင်သက်ကာယတိတ္တိအကွာညာအပင်ပြုတ်တယ်နှစ်ကြိမ်ပြုတ်သွားပြီကြားစိတ်ကိုကြားစိတ်မှန်သိရင်သက်ကာယတိတ္တိအတိညာအပင်ပြုတ်တယ် ဟိကြာစိတ်ရဲ့အပြက်ကိုမြင်ရင်တက္ကရာဒိဋ္ဌိအဘဝညာအဖင်ပြုတ်တယ်နှစ်ကြိမ်ပြုတ်သွားပြီသို့တော်ယောဂီများကကြာစိတ်ရဲ့အပြက်ကိုမြင်ပြီးတော့တက္ကရာဒိဋ္ဌိအဘဝညာအဖင်ပြုတ်ယုံမျှနေအာမရာပဲနေအပညာသမုတ်စေချက်ပါအဖင်ဆက်ပြီးတော့ပြုတ်သွားရအောင်ဘောဤကြာပေါ်များပြီးပါဘူလီကတာကျိမ့်ပါများစွာထက်ကထက်ကအာကြစီပေါ်လိုက် အပြည့်ကိုရှိလိုက် ဉာဏ်စိတ်ပေါ်လိုက်အပြည့်ကိုရှုလိုက်စသည်ပေါ်လိုက်အပြည့်ကိုရှုလိုက်ဟိုးစိတ်ဝိညာဉ်၆ပါးတပါးပါးဒီတုခဏ်ရတူပေါ်လိုက် ပြည့်လိုက် ပေါ်လိုက်ပြည့်လိုက်ပေါ်လိုက်ပြည့်လိုက်ဖြစ်လိုက်ပြည့်လိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတဲ့ဖြစ်ပြမှုသဘောအစုကိုကြာကြာနာနာကာကနာနာရှင်းရှင်းလင်းလင်းပိုင်ပိုင်နိုင်နိုင်ယောဂီများရဲ့ညာဆက်ခုနဲ့တွေ့နေရမယ်မြင်ရမယ်သိနေရမယ်ဆိုရင်ဩယောဂီများရဲ့တန်တမ်းပါ ဟောစိတ်မှန်သည်ဗျဘယ်စိတ်မှမခိုင်သေးကြပါလားခဏမဆက်တဲတဲနဲ့အမြဲတမ်းဖြစ်ပြနေပါလားဉာဏ်စိတ်လည်းဖြစ်ပြကြာစိတ်လည်းဖြစ်ပြဉာဏ်စိတ်လည်းဖြစ်ပြစာစိတ်လည်းဖြစ်ပြမြေမြန်တိကြအရှိခန့်တဲ့စိတ်ကြဲစိတ်တရားရည်လို့ဘာတခုမှမရှိပါလားအမြဲတမ်းခဏမဆက်စိတ်မှမြတ်စွာဘုရားထက်ခါထက်ခါဖြစ်ပြနေပါလားဤစိတ်ဝိညာဉ်စိတ်ကြများရဲ့ မမြဲမှုအပြစ်ဆင်းရဲမှုအပြစ်မစိုးမရမှုအပြစ်ဖောက်ပြန်ပြည့်စုံမှုဆိုတဲ့အပြစ်သဘောကိုမြင်လာမယ်ဆိုရင်ယောဂီများရဲ့ဉာဏ်စိတ်ကလေးဒီဉာဏ်စိတ်ကြားစိတ်ဉာဏ်စိတ်ခေါ်တဲ့ဘယ်စိတ်ပုံမှာမှตาရောက်မှုမရှိတော့ဘူးယွန်မုံလာပြီငင်းဝေလာပြီရှားစိတ်ပုံမှာตาရတဲ့ဉာဏ်စိတ်ပုံမှာตาရတဲ့ဆိုတာဖြစ်ပြမမြင်လို့ပါဖြစ်ပြအမြင်မများလို့ပါ တကယ်တော့ယောဂီများသည်မြင်စိတ်ကြားစိတ်ဉာဏ်စီညာရဲ့ပုံမှာဖြစ်ပျက်ကိုမြင်မယ်ဖြစ်ပျက်အမြင်များမယ်ဆိုရင်တာယာမှုကင်းပြီးယုံမုံညှိဝှက်ခြင်းဆိုတဲ့နေပညာဉာဏ်ဒီပေါ်လာပါလိမ့်မယ်ဒါကြောင့်အဲ့ဒီမြင်စိတ်ကြားစိတ်ညာရဲ့ပုံမှာအဖြစ်ပျက်ကိုမြင်တာကယထာဘုရားဉာဏ်အဖြစ်ပျက်ကိုအမြင်များပြီးယုံမုံလာမယ်ဆိုရင်နေပညာဉာဏ် ညာစဉ်နှစ်ပါးရတော်ပြီမြင်စိတ်ကြားစိတ်အစာရှိတဲ့စိတ်ကြားများရဲ့အပေါ်မှာ ဖြစ်မှုပြမှုသဘောအစုကို မြင်ရင်ဤချိန်မှာဤယောဂီသည်ယထာဘုရားညာရပြီအဖြစ်ပြကိုအမြင်များလို့ယုံမုံလာမယ်ဆိုရင်ဤယောဂီသည်နိဗ္ဗာန်ညာညာရပြီညာစဉ်နှစ်ပါးရတော်ပြီသို့သောမညာဘုညာမယာသေးသောကြောင့်ယောဂီများကဘောဂိတာချက်ပြီးတော့ بوا ပါအောင်တဲ့ ဆက်ပြီးကြော်ရှိပါအောင်နဲ့ဘုရားကတာထက်ခါထက်ခါချိန်မှများစွာ မကြာခဏပွားပြီးပါအောင်ရှုပြီးပါအောင်အားထုတ်ပြီးပါအောင်လို့ဘုရားရှင်ဟောကြားခဲ့တော်ကြောင်းအေးယောဂီများကလည်းပဲဆက်ခါဆက်ခါမြင်စိတ်ပေါ်ဖြစ်ပြရှုကြွားစိတ်ပေါ်ဖြစ်ပြရှုဉာဏ်စိတ်ပေါ်ဖြစ်ပြရှုဒီကဲလို့ချိန်မှများစွာထက်ခါထက်ခါဖြစ်ပြဖြစ်ပြဖြစ်ပြဘလို့မပေးနဲ့ပေါ်တိုင်းပေါ်တိုင်းရှုအခုပဲကြားစိတ်ပေါ်အခုပဲပြက်ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပြဖြစ်ပြဖြစ်ပြလို့တာညာလေးညာစောက်ပြီးတော့ရှုမှတ်ပေးနေမယ်သုံးသပ်ပေးနေမယ်ချင်းချင်းပေးနေမယ်ဆိုရင်အဲယောဂီများရဲ့ရှုမှတ်ပွားများတဲ့ညာကရှုမှတ်ပွားများမှာအာကြည့်ပြီးတော့ရှုမှတ်မှုအားကောင်းပြီးတော့ရှုမှတ်မှုအားတန်ပြီးတော့ရှုမှတ်ပွားများတဲ့ညာကမြူရာကနေရင်ရင်ရာကနေပိုးကြီးပိုးကြီးရင်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 ကျက်လာမယ်ဆိုရင်ဩော် ဘယ်စိတ်မဆိုဖြစ်ပြီးရင်ပြည့်စည်ရမှာကြီးပဲဘယ်စိတ်ပေါ်ပေါ်ငြိမ်းမြန်တည်တာအရှိခန့်တာဘာတစ်ခုမှမရှိပဲနဲ့ဖြစ်ပြီးရင်ပြည့်စည်ရမှာကြီးပဲဆိုတော့ဩဘယ်စိတ်မဆိုဒုက္ခသစ္စာမှာတပါဘာတစ်ခုမှမရှိပါလားဖြစ်ပြီးရင်ပြည့်စည်ရမှာကြီးပဲဆိုတဲ့မြင်စိတ်ကြားစိတ်ဉာဏ်စင်ညာရဲ့ပုံမှာဒုက္ခဆိုတာမြင်မှမရှိဖြစ်ပြီးရင်ပြည့်စည်ရတော့ကြောင့်ဒုက္ခသစ္စာအစစ်မှန်ပါတကားလို့အကြည့်ဝေးကြညာနဲ့ ဒုက္ခသစ္စာဘေးရေလို့ပိုက်ခြားလိုက်မှဆိုရင်ယောဂီများရဲ့ညာအောက်မှာမြင်စိတ်ဖြစ်ပြက်ကြားစိတ်ဖြစ်ပြက်ရံစိတ်ဖြစ်ပြက်ဆိုတဲ့ဖြစ်ပြက်ဒုက္ခသစ္စာဝိပါကဝိသုယီကအကျိုးကြောင့်မရှိချုံဆုံးသွားမယ်ခေါင်းကိုဖြတ်မှသွားထားပါအိမ်မငိုက်ပါနဲ့ခြင်းညာမေကြောင့်ဝင်စင်းတဲ့ကိုအလေရယောဂီခေါင်းတစ်ချက်ချက်မလုံးနဲ့ခေါင်းကိုဖြတ်မှသွားထားပါအိတ်ချင်မှုငိုင်မှုဆိုတဲ့ခြင်းညာမေတ္တာဒီမတ္တဖို့တာတတိထားမှာပါ ထင်ညာမကြမွင်စီနဲ့ထင်ညာမကြလက်မခံနဲ့ဒီကဲဆိုစိတ်တရားများရဲ့မမေဘုံဆင်းရဲဘုံအစိုးမရဘုံဖောက်ပြန်ပြည့်စည်ဘုံဖြစ်ပုံပြက်ပုံခေါ်တဲ့ဖြစ်မှုပြုံးမှုဒုက္ခသုဒ္ဓါအမှန်အကန်ရှိပါတကားဟူ၏ပတိဝိဒညာနဲ့ဒုက္ခသစ္စာပဲလို့ပိုင်းလည်းပဲပိုက်ချလိုက်ပါရောယောဂီများရဲ့ညာအောင်မှာမြင်စိတ်ကြားစိတ်ဉာဏ်စိတ်ဆိုတဲ့ချုပ်ခံဒုက္ခသစ္စာဥပါကဝိသုကြီးလည်းပဲဟေးအကျိုးရင်ကြံမကြည့်ချုပ်ဆုံးသွားပါရော ဒီချိန်မှာယောဂီများရဲ့ရှုမှတ်ပေါ်များစေညာဟာမိုက်ခင်၅ပါးကနေသီလမိုက်ခင်၃ပါးဝင်ပြီးမိုက်ခင်၈ပါးစောင့်နာပါလိမ့်မယ်ပထမယောဂီများဖြည့်ပြည့်ကိုမြင်စဉ်ခါမှာဖြည့်ပြည့်မုန်းစဉ်ခါမှာမိုက်ခင်၅ပါးယောဂီမိုက်ခင်၅ပါးဖြည့်ပြည့်ဒုက္ခကြီးလဲဆုံးသွားပါရောလောကီမိုက်ခင်၅ပါးပုံမှာသီလမိုက်ခင်၃ပါးဝင်ပြီးတော့မိုက်ခင်၈ပါးစောင့်နာပါလိမ့်မယ်အဲကိုယ့်ရဲ့ညာအောင်မှာဖြည့်ပြည့်ဒုက္ခကြီးဆုံးပြီးတော့ မက္ကင်ရှိပါးနဲ့ဆုံးလာပါရောအဲ့ဒီမက္ကင်ရှိပါးဆိုတဲ့ဉာဏ်သူဉာဏ်မြကြီးကနိဗ္ဗာန်ဆိုတဲ့အာဟုယာမိโกယာဆွဲကြင်ရာကိုရတော့ကြောင့်ဒီချင်းကစာယူအပေကိုပို့မဲ့ဒိဋ္ဌိဝိသိကိစ္စအင်းဖြာကိုအပေညာတမှုစေကြဘဟံအပြင်အရင်းကြမရှိပယ်လိုက်တဲ့အတွဲဩယောဂီများစီဥပမာပဲသောတာပတ္တိမညာပုညာရရှိပြီးတော့ တောတာပံပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြည့်ပြီးတော့ကိုယ်လိုရှိတဲ့အခါမှာဖလားတမဘာဝင်စားပြီးကြည့်မှဆိုရင်နိဗ္ဗာန်ချမ်းသာခေါ်တဲ့ချမ်းသာသူချမ်းသာမြတ်ကြီးအကောင်းဆုံးချမ်းသာကြီးကိုကိုတွေ့ဉာဏ်မြင်အာဖြင့်အမှန်မတွေ့အာယုံပြုရပါလိမ့်မယ်။ဝါဉာဏ်အာဖြင့်ရောက်ပါလိမ့်မယ်။ဒါကြောင့်နိဗ္ဗာန်ကိုအာယုံပြုခြင်းယင်နိဗ္ဗာန်ကိုမြင်ရင်မိခင်ရှိပါဆုံးအောင်ကျူစာရမယ်။ မကင်ရှိပါဆုံးစေခြင်းကြီးဥဇောပထမမကင်၅ပါးရအောင်ကျူးကြရမယ်မကင်၅ပါးရရင်ဉာဏ်စိတ်ကြားစီများရဲ့ဘုံမှာဖြစ်ပြမြင်အောင်ရှုရမယ်ဒါကြောင့်ရှားစီပေါ်ရင် ဖြစ်ပြရှုဉာဏ်စီပေါ်ရင်ဖြစ်ပြရှုရှားစီပေါ်ရင်ဖြစ်ပြရှုဖြစ်ပြမြင်ရင်မကင်၅ပါးဖြစ်ပြမုံရင်မကင်၅ပါးဖြစ်ပြဆုံးရင်မကင်၈ပါးပေါ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုကိုယ်တို့ဉာဏ်မြင်အားဖြင့်အာယုပြုရမှာဖြစ်သောကြောင့် ဖြစ်ပြမြင်အောင်ဖြစ်ပြမို့အောင်ရှုမှတ်ရမယ်တာဝန်ဒီယောဂီများရဲ့တာဝန်ဖြစ်တော့ကြောင့်အေးခန္ဓာငါးပါးတစ်ပါးပါရဲ့ပုံမှာဟောမြင်စိတ်ကြားစိတ်ဉာဏ်ရှင်များရဲ့ပုံမှာစိတ်ပေါ်ရင်စိတ်မှန်သိ၎င်းစိတ်တရားများရဲ့အပြည့်ကိုမြင်အောင်ကြည့်စိတ်ပေါ်ရင်စိတ်မှန်သိအပြည့်ကိုမြင်အောင်ကြည့်အေးဤကဲ့သို့စိတ်ပေါ်ရင်စိတ်မှန်တဲ့သိအပြည့်ကိုမြင်အောင်လည်းကြည့်ရမယ်တာဝန်ဒီယောဂီများရဲ့တာဝန်ဖြစ်တော့ကြောင့် အထူးကြိုးစားပြီးမလုံမချက်ဖယ်နေရင်းရင်းတက်တဲ့အယုတ်တည်းအေးခန်းခန်းဇွဲကောင်းကောင်းနဲ့သိခံမှုပြီးဝါထားပြီးဆက်ခါဆက်ခါချိန်ပါများစွာ ရှိမှပြည်ရာ